ချက်စရာကောင်းတာတခုကမာနဖြစ်ပါတယ်။ငါမငါဆိုရင်မာနရှိနေတဲ့သူတွေကိုကြည့်ရတာတကယ်တော့ချက်စရာကောင်းတယ်။ဘသူ့ဘုံမှာအသိမမပြုနိုင်ပဲသူသားလေးအတော်ဆုံးဘသူမှနာမရှင်းလဲဆိုရင်စိတ်ကြီးတွေဝင်းနေတတ်တယ်။ရှိမှာတော့ကြောက်ရလို့ရိုးသိခြင်းဟန်ဆောင်နေမယ်။ကိုင်ရမှာတော့လူတွေရဲ့မေတ္တာမခံရဆုံးနေဖြစ်ပါလေ။မာနရကြီးပြီးဘဝင်နေခေါင်းခိုက်နေတာရှက်စရာလို့သူမြင်ချင်မှမြင်နိုင်နေတယ်။ မာနကြောင့်မပြောတင်တာတွေပြောမယ်မလုပ်တင်တာတွေလုပ်မယ်မာနကြီးတဲ့သူကကဘာပေါ်မှာတနာစရာအကောင်းဆုံးဖျော်ရှင်မှုအကင်းမဲ့ဆုံးနဲ့အထီးကျန်ဆန်ဆုံးသူတွေပဲဖြစ်တယ်သူ့အနားမှာအစစ်အမှန်တွေပျောက်ဆုံးနေတတ်တယ်သူ့ခြေလမ်းအမားကိုစောင့်နေလေနောက်ကျောင်းကိုဓာတ်နဲ့ထိုးနေမိတ်ဆွေအတွေ့အကြုံတွေပဲဝန်းရံနေတတ်ပါတယ်မာနကြီးတဲ့သူကတချိန်မှာကို့မာနာကကို့ကိုချီထိုးခံသလိုအဖြစ်မျိုးနဲ့ကြုံရတတ်ပါတယ်ကို့မာနာကပဲကို့ကိုဒုက္ခပေးမှဖြစ်တယ် ာနာကြောင့်ပဲကိုချစ်ခင်သူတွေကိုလည်းလက်လွတ်ဆုံးရှုံးရနိုင်ပါတယ်။အရေးချင်းအသိပညာပြည့်ဝလာတဲ့သူတွေဟာမာမာနာကင်းလာလေးလေးယူကျိုးနှိမ့်ချစွာနဲ့လူတိုင်းပေါ်လေးစားမှုနဲ့ဆက်ဆံတတ်လေလေးပဲဖြစ်ပါတယ်။ဒါကြောင့်ကိုရဲ့စီမှာမာနာကြီးဖြစ်လာတဲ့အခါရှက်တတ်ဖို့သိနေပါ